ောင်လဆန်းနိုင်ပြီးတော့ကဘာကျော်မြမ MMA fighter ကြီးရဲ့ဂန်ရွေမြောက်နှုတ်ဆက်ပွဲဗာမီစပိုင်တော့အောင်လဆန်းကတော့သူ့ရဲ့ one less dance ကိုအလဲထိုးနဲ့နိုင်ပြီးတော့ American dollar 5000မှာ bonus ဖြစ်နဲ့တင်ပိုင်နိုင်ခဲ့ပါလိမ့်ပထမချီပါပြန်လန်းအကဲဆန်းနေမဲ့ဒုတိယချီမှာတော့အောင်လကဂျိုးဝိုင်းတောင်းတရဆက်လက်သီးပြစ်သွင်းပြီးတော့နိုင်သွားခဲ့တာဖြစ်ပါလိမ့်မြန်မာပြည်သက်တွေလည်းအထူးတောင်းချေခဲ့ပြီးတော့တိုင်းပြည်ရဲ့ကဘာသီအားကစား icon ကိုဝန်ရံပေးခဲ့ကြတာဖြစ်ပါတယ်။ one championship ကအောင်လာကိုဂန်ဝင်ဖြစ်နေ Hall of Fame မှာထည့်သွင်းသွားမှာဖြစ်ကြောင်းတပါးလေးကြေညာသွားခဲ့တာပါ အောင်လာနေတဲ့တကယ်တမ်းမှာသူရဲ့နောက်ဆုံးဝဲမြန်မာပြည်မှာကျင်းပကျင်းခဲ့တာပါဒါပေမဲ့လက်ရှိတိုင်းပြည်ခြေနေကြောက်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပဲပရိသတ်တွေကိုနှုတ်ဆက်လိုက်ရတာဖြစ်ပါတယ်အောင်လာရဲ့ပွဲကိုမိသားစုနေကလည်း TV ကနေကြည့်ရှုအားပေးခဲ့ကြပါတယ်ထူးခြားချက်ကတော့လေးပြွာဒီမှာသချင်းဆိုသွားပါတယ်အောင်လာဝမ်ချန်ပီယံရှစ်ကစားမပွား10နှစ်တာတက်တမ်းမှာပွဲ20ကစားခဲ့ပြီးတော့15ပွဲထိနိုင်ရပြီးဝိတ်တန်းတစ်ခုချန်ပီယံဖြစ်ခဲ့သူပါဒီဘက်မှာအောင်လာရဲ့ဘော်ဒါကာရစတန်နေနဲ့ဝင်လုံးနာမရှိဘဲနဲ့အောင်လာစိတ်ကြိုက်ဖြစ်အောင်လို့စတန်ဖိုက်ရှင်ကစားပေးသွားလဲလေးစားရမှာပါ ဒါပဲအောင်လာကိုနိုင်ပွဲရစေခဲ့တဲ့အချက်လေးပဲဖြစ်ပါတယ်။ပါဝါတော့အောင်လာအများကြီးပိုးသားပါတယ်။အောင်လာပွဲပြီးမှမြောပရိသတ်တွေကိုအထူးကျေးဇူးတင်စကားလည်းပြောကြားသွားပါတယ်။ဇာမဘွားကလည်းနိုင်ပြီးနီးပြားလုံးမဲ့အောင်လာဆန်နေနဲ့နီးပြားဘွားမှလည်းအောင်မြင်ပါစေလို့မြောပရိသတ်တွေကဆန္ဒပြုနေကြမှာပါ။